အားလုံးပဲမင်္ဂလာပါမတွေ့ရတာတော့ကြာပြီဗျဆိုတော့ကျွန်တော်လည်းလက်တလောအလုပ်ကလေးတွေနည်းနည်းရှုပ်နေတာနဲ့ပဲဗီဒီယိုလေးတွေမတင်ပြပါဒီနေ့ကတော့ကျွန်တော်ဘောလုံးတော့ကံပဲ blog လေးတစ်ခုရိုက်ဖို့အတွက်စီစဉ်ထားတာပါဆိုတော့ဘောလုံးကတော့ကျွန်တော်တို့ဒီရန်ကုန် United Sport Complex ထဲမှာတော့ကံပါပါဆိုတော့အားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါဦးဗျ Okay okay ကျွန်တော်တို့တော့လိုက်ပါအောင်ပဲဗျာ ကွင်းကြီးကကျွန်တော်တို့တပတ်မှာတစ်ခါတလေတစ်ခေါက်လောက်တော့ကန်ပြစ်တယ်တစ်ခါလေကျတော့လေတလနေမှတစ်ခေါက်လောက်ပဲကန်တာမျိုးလည်းရှိတယ်ဆိုတော့အာကွင်းလက်ပေါ့နော်ကွင်းလက်လို့ခေါ်လို့ကကျွန်တော်တို့ဗီဒိုရီယာစင်းရုံရှိက sky diving ကွင်းထဲမှာကွင်းဆိုတော့ကွင်းဖူးဆဲကွင်းအကြီးပေါ့ဆိုတော့အဲ့လိုနေရာမျိုးမှာတော့တပတ်တစ်ခါကန်ပြစ်ပါတယ်အာဒါပေမဲ့ကျွန်တော်ကတော့ဟိုအလုပ်တစ်ခုရှိနေတော့အရင်ကတော့မ join ဖြစ်ဘူးပေါ့ဗျာ join ဖြစ်တဲ့အချိန်လေးတွေဆိုရင်တော့ တော့ကံဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့အခုလောလောဆယ်ကားလေးမောင်းနေနေ United ပေါ်ကြောင်လေးနည်းနည်းလောက်ပြောကြရအောင်ပါ။ဆိုတော့ကျွန်တော်တို့ဒီရှိမှာပြောခဲ့တဲ့ Ruben Amorim နဲ့ kait ညီပါမလား။အခုလည်းနည်းနည်းလေးပြောဖို့ဟိုစောင်းနေပါသေးတယ်။ဒါပေမဲ့လည်းအသင်းရဲ့ momentum တစ်ခုကရောက်လာပြီဗျ။ဆိုတော့အဲ momentum က Liverpool ဆန်နလန်ကို9 international break ခံတယ် liverpool ကိုနိုင်တယ်အခုကျွန်တော်တို့ brighton နိုင်တယ်အဲ့တော့အာပိုပြီးကျနေစရာကောင်းတာကအဲ့အသင်းတွေကိုကျွန်တော်တို့မနိုင်တာကြာပြီရဆန်းနန်းတော့ဒီနေ့မှာတန်းပြန်တက်လာတော့ထားပေါ့ဆို liverpool ကိုလည်း goal နှစ်တိုင်တိုင် anfield မှာမနိုင်ဘူးကျွန်တော်တို့နိုင်တယ် brighton ကိုလည်း old trafford မှာ3နှစ်ဆက်တိုက်ရှိပြီကျွန်တော်တို့မနိုင်ဘူးနိုင်တယ်အဲ့တော့နောက်ကန်ရမယ်အခု northern forest ဆိုရင်လည်းကျွန်တော်တစ်နှစ်ဆက်တိုက်ရှိပြီမနိုင်ဘူး ခြေဖြတ်ဖို့ကြိုးစားရပါတော့နောက်တစ်ခုတော့နောက်တစ်သင်းကတော့ဒေါတရန်ဟော့စပါပေါ့ဒေါတရန်ဟော့စပါကလည်းကျွန်တော်တို့ဒီနောက်ပိုင်းမှာကျွန်တော်ရဲ့အိမ်မဲမှာဆိုရင်ရလက်သိကောင်းလို့ရှိရပြမမမရရနိုင်ခဲ့တာ3-1နဲ့ Jordan Hallett Cristiano Ronaldo ဒီမြေမကြကန်သွင်းပြီးတော့ Bruno Fernandes ပြေးလိုက်တယ်ပေါ့လို့မြေမကြကန်သွင်းတဲ့တလုံးနောက် Cavani ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တာနောက်ဆုံးဖြစ်ပါလိမ့်မယ် ိုင်းနဲ့သိပြီးတော့ international break ခံမှာပေါ့ဆိုတော့တကယ်လို့ဒါငါးပွဲဇက်တိုက်နိုင်ခဲ့မယ်ဆိုရင်အာပို့ပြီးတော့ momentum လည်းကောင်းသွားမှာပေါ့ဒီက nine နေရင်တော့အားလုံးကထပ်ပါဒီလိုကောင်းနေပြောစရာကြီးပေါ့ဆိုတော့ကိုစနေနေ့9နာရီခွဲမှလည်းနိုင်မှုပြောလဲပါတယ်ဆိုတော့ဒီမျိုးပွဲဇက်တိမနိုင်ဘူးနိုင်နေရအရသာမခံစားတာတော့ကြာခဲ့ပါဘူးအခုကကျွန်တော်တို့ချိန်ထားတာက6နာရီပါပါ ွင်းကြီးပါရန်ကုန်ယူနိုက်တက်ကွင်းမှာတစ်ဖက်ကအသိန်းနဲ့ damage 6နာရီနဲ့7နာရီအတွင်းမှာပေါ့နော်ကျွန်တော်တို့နေကြပါပါအဲတော့ဆိုတော့ like ကလေး တော့ကျွန်တော်ဒီလိုကမ်းမဲ့အကူတယောက်ကိုခေါ်လိုက်ပါဦး ျွန်တော်တို့ကဂျာစီအဖြူနဲ့ဘောင်းမီအမဲဝက်ကန်ကြတယ်။တစ်ဖက်ကဂျာစီအပြာနဲ့ဘောင်းမီအဖြူဝက်ကန်ဝက်ပြီးကန်ကြတာပေါ့နော်။ဆိုတော့ဒါတစ်ဖက်က one map လုပ်ပြီးအာသူတို့ကစားကွက်တွေခြာနေကြတယ်။အာတစ်ဖက်အတင်းကလည်းကျွန်တော်တို့အများအားဖြင့်သူတို့တွဲကန်နေကြတယ်ကစားသမားတွေဖြစ်တော့ physical ရောကစားကွက်ကောကသူတို့မှာရှိသလောက်ရှိကြတယ်အတင်းတွေဖြစ်တော့ကန်တာတော်တော်ကောင်းနေဗျာ။ဒီ movement လေးကတော့တစ်ဖက်အတင်းကကျွန်တော်တို့အတင်းကို penalty ရရင်တစ်စင်ခြေပါကိုတွင်းသွားတယ် movement တွေပေါ့နော်ကျတော့ volunteer တွေမှာသွားကန်တဲ့အခါမျိုးကြတော့ကျွန်တော်ကိုပါတဲ့ဗီဒီယိုကိုကိုယ်တိုင်ရိုက်နိုင်ဖို့ဆိုတာတော်တော်ခက်ပါတယ်အဲဒါမလို့ကျွန်တော်ကျွန်တော်ပါတဲ့ movement တွေကိုတော့မှတ်တမ်းမတင်နိုင်ခဲ့ဘူးကျွန်တော်အခုနားနေတဲ့ချိန် bench လုံးနေတဲ့ချိန်မှာတော့တစ်ဖက်အသင်းက movement တွေကျွန်တော်တို့ဘက်က movement တွေကိုတော့မှတ်တမ်းတင်နိုင်ခဲ့ပါတယ်ဘရာနာနဲ့ကျွန်တော်တို့အသင်းရလေကစားသမားလေးတွေချိန်ပြီးတော့ကစားလိုက်ပြီးနောက်ပိုင်းနှစ်ကိုးတစ်ကိုးနဲ့ကျွန်တော်တို့ပွဲကိုအနိုင်ရရှိခဲ့ပါတယ်။ရန်ကုန် United Queen ကိုနှားရင်ကျွန်တော်တို့ကတစ်နိုင်တစ်ချိန်နှားရတယ်။ ိုက်နှစ်နာရီတစ်ချိန်မှာကျွန်တော်တို့သုံးပိုင်းကန်ရတယ်ပထမပိုင်းဒုတိယပိုင်းတတိယပိုင်းကျွန်တော်နှစ်နာရီတစ်ချိန်ကို3သိန်း6000ပေးရတယ်အဲ့ဒီအချိန်မှာဒိုင်ဒန်ဒူကြီး9ရန်းကလည်းပါပြီးပါပါတော့တသိန်းစီကို3သိန်း8000ကျတာပေါ့လေဘာကစားသမားတယောက်ချင်းစီကိုတော့ကစားသမားအနေများပုံမူတည်ပြီးကျတာပေါ့နော်ကျွန်တော်တို့ကတော့1000လောက်ကျပါတယ်ဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ညကွန်မီ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်။ Bye bye. See you next video.